ထိုင်းနဲ့ကမ်ဘောဒီးယားကပိုင်ဆိုင်မှုအငင်းပွားနေတဲ့နေဆက်ဒေတာမှာစစ်သားတွေကိုတိုးမြင့်ချထားခဲ့ကြောင်းထိုင်းကာကွယ်ရေးဝန်ကြီးဖွန်တန်ဝီချာရာချိုင်းကဇွန်9ရက်က ပြောပါရယ်။မင်းနဆက်ရှိရက်က ကမ္ဘောဒီးယားစစ်သားတို့သေဆုံးခဲ့တဲ့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်နှစ်နိုင်ငံကြားဆွေးနွေးညီနိုင်မှုတွေပြုလုပ်ခဲ့ပြီးတင်းမာမှုတွေလည်းမြင့်တက်ခဲ့ပါတယ်။ထိုင်းဒုတိယဝန်ကြီးချုပ်အဖြစ်လဲတာဝန်ထမ်းဆောင်နေတဲ့ဝေချာရာချိုင်းကဇွန်9ရက်ကကမ္ဘောဒီးယားနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့လည်းတင်းမာမှုကိုရှော့ချနိုင်မဲ့ထိုင်းရဲ့အဆိုပြုချက်တွေကိုကမ္ဘောဒီးယားကညှင်းပယ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားဘက်ကနေဆက်မှာစစ်ရင်အားကိုတိုးမြှင့်ခဲ့ပါတယ်။ အဲ့ဒါကနေဆက်ဒေတာတလျှောက်တင်းမာမှုတွေကိုပုံမှုဆုံးရစေခဲ့ပါတယ်။အဲ့ဒါကြောင့်ထိုင်းတော်ဝင်အစိုးရကလည်းလိုအပ်တဲ့အစီအမံတွေကိုလှုပ်ဆောင်ဖို့ကျွန်တော်ရဲ့တပ်ဖွဲ့တွေကိုတုံ့ပြန်ချထားခဲ့ပါတယ်လို့ဖွန်တန်ကပြောပါရယ်။ဇွန်9ရက်ကတရားထုတ်ပြန်ခဲ့တဲ့စစ်တပ်ရဲ့အစီရင်ခံစာမှာကာဝရီယာစစ်သားတွေနဲ့အရဲသားတွေဟာထိုင်းရဲ့နယ်နိမိတ်တွင်ကျူးကျော်ဝင်ရောက်မှုတွေရှိခဲ့တယ်လို့ထိုင်းစစ်တပ်ကဖော်ပြခဲ့ပါရယ်။လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တရုတ်နိုင်ငံတို့ကထိုင်းနဲ့ကမ်ဘောဒီးယားကို တင်းမာမှုတွေလျှော့ချဖို့တိုက်တွန်းနေတဲ့တိုင်အောင်ထိုင်းနဲ့ကမ်ဘောဒီးယားဟာနေဆက်မှာစစ်အင်အားတွေကိုတိုးမြှင့်နေတာဖြစ်ပါတယ်။ဇွန်9ရက်မှာတော့ထိုင်းစစ်တပ်ရဲ့စေဦးစီချုပ်ဗိုလ်ချုပ်ကြီးကထိုင်းကမ်ဘောဒီးယားနေဆက်တခြားမှာရှိတဲ့နေဆက်စစ်စည်ရေးဂိတ်တွေအလုံးကို ဖွင့်နာပိတ်တာနဲ့ပတ်သက်ပြီးထိန်းချုပ်လုံဆောင်ပိုင်ခွင့်ကိုအမိန့်ထုတ်ပြန်ခဲ့ပါတယ်။